ပွဲကင်းထဲကလူအုပ်ကြီးကို ကြီးပြီးတော့နောင်နှစ်တရာကြာရင်ဒီလူအုပ်ကြီးတွေကလူတွေတယောက်မှရှိကြတော့မှာမဟုတ်ဘူးအာလုံးနှစ်တရာအတွင်းသေးကုံရမယ်သူတွေကြီးပဲလို့အသည့်အမြင်နေဖြည့်ပြီးတော့ရှင်သာရိပုတ္တရာအလောင်းလျာဥပတိတ်တာနဲ့ရှင်မောကလံအလောင်းလျာကောလိတတို့တငယ်ချင်းနှစ်ယောက်ဟာလောကရဲ့ဆင်းရဲဒုက္ခတွေကလွတ်မြောက်ရာကို ရှာမယ်ဆိုပြီးတော့ တရားရှာထွက်လာခဲ့ကြတယ်။အဲ့ဒီအချိန်ကနာမည်သိပြီးတော့ကြီးပြီးတော့နာမည်ကျော်ကြားနေတဲ့တင်စည်းပရဘိုဆရာကြီးထံရောက်လာပြီးတော့တပည့်ခံခဲ့ကြတယ်။အဲ့ဒီတင်စည်းဆရာကြီးထံတပည့်ခံပြီးတော့ပညာတွေသင်ယူလေ့လာလိုက်တာသိပြီးတော့မကြခင်မှာပဲတင်စည်းဆရာကြီး ဆိုသူရဲ့ပြင်ပြတဲ့တရားအလုံးကိုသိမြင်သဘောပေါက်ပြီးတော့ရှားသွားခဲ့ကြတယ်။ဒါပေမဲ့ ဒါတွေဟာသူတို့လိုချင်တဲ့ရချင်တဲ့သူတို့ရှာဖွေနေတဲ့တရားဓမ္မတွေမဟုတ်ဘူးဆိုတာသိမြင်လာခဲ့ပြန်တယ်။တရားဟုတ်တာကိုဒါမသိသေးပေမဲ့တရားမဟုတ်တာကိုတော့တရားမဟုတ်ဘူးဆိုတာကိုသူတို့သိမြင်ခဲ့ကြတာပေါ့။အဲ့ဒါလို့ねတရားကိုဆက်ပြီးတော့ရှားနေလိုက်တာ။ဒီနေ့ရှင်အသည်ဆိုတဲ့ယဟန်ဝါတိတ်မရသေးတဲ့ယဟန်ငယ်လေးတစ်ပါးနဲ့တွေ့ပြီးတော့ တရားတွေကိုမေးလျှောက်တဲ့အခါလောကမှာဖြစ်ပျက်နေတဲ့အရာအလုံးဟာ အကြောင်းတွေ ရှိလို့ဖြစ်ပျက်နေကြတာဖြစ်တယ်။အကြောင်းမဲ့ဖြစ်နေတာပြက်နေတာမရှိဘူး။အဲ့ဒီဖြစ်ပျက်နေတဲ့အရာတွေကိုရောဖြစ်ပျက်နေတဲ့အကြောင်းတွေကိုရောဖြစ်ပျက်နေတဲ့အကြောင်းတွေချုပ်သွားရာတွေကိုရောကျင့်ရမယ်အကျင့်တွေကိုရောဖျားဟောတယ်ဆိုတဲ့စကားကနေအတိတ်တစ်ချက်ဝန်းလာပြီးတော့ အမြင်နေရှင်းသွားခဲ့တယ်။ဒီအကြောင်းအရာတွေကိုပြောနိုင်ဟောနိုင်တဲ့တရားပိုင်ရှင် ဖရာစီကိုသွားမယ်ဆိုပြီးတော့တငယ်ချင်းနှစ်ဦးဆုံးဖြတ်လိုက်ကြတယ်။သူတို့ကိုအရင်ပညာတွေသင်ပေးခဲ့တဲ့တိမ်စည်းဆရာကြီးကိုလည်းခေါ်သွားရမယ်ဆိုပြီးတော့ဆရာကြီးကျေးဇူးတွေကိုပြီးသောအားဖြင့်ဆရာကြီးကိုသွားခေါ်ကြတယ်။လောကမှာတရားတွေကိုဟောပြောနိုင်တဲ့ဖရာဆိုသူပေါ်နေပြီဆရာကြီး။ ဲ့ဒီဖရာစီကိုသွားကြဖို့ဆရာကြီးပါလိုက်ခဲ့ပါလို့ခေါ်တဲ့အခါဆရာကြီးဆိုသူကမင်းတို့ဒါသွားကြပါငါကဆရာကြီးဖြစ်တယ်အခြားသူထံမှာတပည့်မခံကျင်တော့ဘူးငါကအိုးစည်းကြီးဖြစ်တယ်ရေအလောင်းခံအိုးစည်းကြီးဘဝကနေရေလောင်းပေးရတဲ့အိုးလေးမဖြစ်ချင်တော့ဘူးငါဆရာဖြစ်ကနေတပည့်မဖြစ်ချင်တော့ဘူးလို့ပြောလိုက်တယ်လောကမှာလည်း ညာရှိနဲ့ပညာမဲဆိုပြီးတော့နှမျိုးရှိတယ်ကွာပညာမဲတဲ့သူတွေငါးစီလာကြလိမ့်မယ်သွားကြမင်းတို့ကသွားကြငါမလိုက်ဘူးဆိုပြီးတော့ဖရာထံကိုခေါ်လို့မရခဲ့ဘူးဒါဟာရှင်သာရိပုတ္တရာနဲ့ရှင်မောဂလန်တို့တရားရှာစဉ်ဗုဒ္ဓနဲ့မတွေ့ခင်ကတွေ့ကြုံခဲ့ရတဲ့အတွေ့အကြုံအဖြစ်အပျက်ကလေးတစ်ခုပါပဲသူတို့နှစ်ယောက်နဲ့နောက်ပါများသာဖရာထံရောက်အောင်လာခဲ့လို့ ဖရာထာမယဟန်နေဖြည့်ပြီးတော့ပညာကြီးသူ တကိုးကြီးသူတွေဖြစ်သွားကြကြတယ်။လက်ဝဲရန်လက်ရရန်ဆိုတဲ့ဘွယ်ဒူးဂုံဒူးတွေလည်းရလာကြကြတယ်။ဒီအကြောင်းအရာတွေကို တနေ့မှာတော့ဖရာကိုရှောက်ကြတယ်။သူတို့ရဲ့ပထမဆရာကြီးကိုဖရာထံလိုက်ခဲ့ဖို့ခေါ်တဲ့အခါမလိုက်တဲ့အကြောင်းဆရာကြီးကနေတပည့်မလုချင်တော့ဘူးဆိုပြီးတော့မလိုက်လာတဲ့အကြောင်းစုံကိုဖရာကိုရှောက်ထားတော့ ။ညစွာဘုရားကအာသာရီတာရမတိနောလောကမှာအနှစ် မရှိတာတွေကို အနှစ်ရှိတယ်လို့ခင်းနေကြတဲ့သူတွေရှိတယ်တဲ့။ဒါရီဇတာရဓာတိနောတကယ်အနှစ်ရှိတာတွေကိုကြတော့အနှစ်ရှိတယ်လို့မထင်ကြပြန်ဘူး။ဒေတာရနာတိကိသန္တိအဲ့ဒါလို့လူတွေဟာဘယ်တော့မှတကယ်အနှစ်သာရကိုမရနိုင်ဘူး။ဘာကြောင့်လဲဆိုရင် မိစ္ဆာသင်္ကပ္ပဂောစရာအဲ့ဒီလူတွေက ဘယ်လိုလူတွေလဲဆိုရင် အမြင်မှားအတွေ့မှားတွေရှိနေတဲ့သူတွေဖြစ်လို့ပဲတဲ့ဖခင်ပြောလိုက်တဲ့စကားလေးဟာတူတူရှင်းရှင်းလေးနဲ့ချီတီမိမိလေးရှိလာတဲ့စကားလေးပါပဲလောကမှာအနှစ်မရှိတာတွေကမှ အနှစ်ရှိတယ်ထင်တကယ်အနှစ်ရှိတာတွေကတော့အနှစ်ရှိတယ်လို့မထင်တဲ့သူတွေဟာဘယ်တော့မှဘဝမှာအနှစ်သာရကိုရရှိခံစားနိုင်မှာမဟုတ်ဘူး ။ကဝရဲ့ငြိမ်းချမ်းမှုတွေကိုတော့အနှစ်လို့မထင်ပဲစီးစိမ်ဥစ္စာတွေကိုမှအနှစ်လို့ထင်ပြီးတော့ဘဝရဲ့ငြိမ်းချမ်းမှုတွေကိုအဆုံးရှုံးခံပြီးတော့စီးစိမ်တွေကိုရှာဖွေခဲ့ကြတဲ့သူတွေဟာဘဝရဲ့ငြိမ်းချမ်းမှုကိုဘယ်တော့မှရရှိမှာမဟုတ်ဘူး။ဆရာကြီးဖြစ်ရတာသူများတွေကိုဟိမ့်နိုင်ဟောက်နိုင်တာကိုဘဝရဲ့အနည်းလို့ထင်မြင်ပြီးတော့သူများကိုဟိမ့်နိုင်ဖို့ဟောက်နိုင်ဖို့အတွက်ကြိုးစားနေတဲ့သူတွေဟာလည်း ဘဝရဲ့ငြိမ်းချမ်းမှု အနှစ်သာရကိုရရှိခံစားနိုင်မှာမဟုတ်ပါဘူး။သူများတွေအပေါ်ပြိုင်နိုင်ဆိုင်နိုင် အနိုင်ရတာတွေကမှဘဝရဲ့အနှစ်သာရလို့မြင်ပြီးတော့အမြဲမပြတ်ပြိုင်နိုင် အနိုင်ရဖို့ကြိုးစားနေတဲ့သူတွေဟာလည်းဘဝမှာဘယ်တော့မှငြိမ်းချမ်းမှု အနှစ်သာရကိုရမှာမဟုတ်ပါဘူး။အားလုံးအတူချွတ်ရရင်ကြော်ကြတာတွေအယူအသီးခံရတာတွေ လက်လာဘပေါ်များတာတွေနာမည်ကြီးတာတွေပစ္စည်းဥစ္စာချမ်းသာတာတွေကိုမှဘဝရဲ့အမြင့်သာတာလို့ထင်ပြီးတော့အဲ့ဓာတွေရဖို့ပဲကြိုးစားနေတဲ့သူတွေဟာအဲ့ဓာတွေရဖို့အတွက်ကိုယ့်ဘဝရဲ့ငြိမ်းချမ်းမှုတွေကို ပေးစားပြီးယူနေကြရတဲ့သူတွေဟာတကယ်ဘဝရဲ့ငြိမ်းချမ်းမှုဆိုတဲ့အမြင့်သာတာကိုဘယ်တော့မှရမှာမဟုတ်ဘူးဆိုတာပါပဲ။ တကယ်ဘဝရဲ့ငြိမ်းချမ်းမှုဆိုတဲ့အနှစ်သာရကိုရအောင်ယူနိုင်ကြပါစေလို့လဲဆန္ဒပြုရင်းဤကုန်းချုပ်ချင်ပါတယ်။အာလုံးအာလုံးအနှစ်သာရမရှိတာကိုအနှစ်သာရမရှိဘူးလို့သိမြင်ပြီးတော့အနှစ်သာရရှိတာကိုလည်းအနှစ်သာရရှိတယ်လို့သိမြင်ပြီးဘဝမှာငြိမ်းချခြင်းအနှစ်သာရတွေရရှိခံစားနိုင်ကြပါစေလို့ဆန္ဒပြုရင်းဤကုန်းချုပ်လိုက်ပါတယ်။